အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CVM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်တေဗီလာ26ရက်စနေနေ့ညနေခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကိုင်းမန်းဒေသသဝဲခရိုင်တရချောင်းမြို့နယ်ကျွဲဆက်ကြီးရွာတဝိုက်ကိုလေချောင်းတိုက်ခိုက်ကင်းထောင်းလျက်ရှိကလဘပြင်းဖြူကြီး6ချောင်းစုံစင်ဖျားတဲချောင်းကြီးစင်ကူးစားတဲ့နေမြေတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာဖို့ရှိနေပြီးရေပြင်စုဖွဲ့မှုပြုလုပ်နေပြီဖြစ်ပါတယ် ကိုတိုင်းရှိချမ်းဝေါ်မြို့နယ်လက်ပံရွာမှာ87မမစိန်ပြောင်းနဲ့လက်အခြေပြုထားတဲ့လက်နေကြီးစခန်းတစ်ခုရှိပါတယ်။ယနေ့မနေ့ကလည်းခရွဲရွာဖျားကုန်းဝင်းကျင်ကိုသုံးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးနှလုံးကျတစ်လုံးမကွဲဖြစ်ပါတယ်။မွန်ပြည်နယ်စိုက်ထုအခြေစိုက်အမှတ်330အမြောက်တိုက်ရင်ကနေပြီးတော့လဲအဆိုပါခရွဲရွာဖျားကုန်းကို120မမအမြောက်ဆန်တစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းခြေစိုက်အမှတ်73စမတော်တမ်းမြင့် လက်ကျင်အကြောင်းမှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။ပြင်းထန်ခဲ့တာနှစ်ရက်တိတိရှိနေပြီဖြစ်ပြီးလက်နက်ကြီးအလုံးရာနဲ့ခြေပြီးပြစ်ခတ်နေတာဖြစ်ပါတယ်။ခံစစ်တွေကလည်းလှုပ်ရှားခံစစ်ဇာမြန်တိုက်စစ်အဖြစ်လှုပ်လှူဟန်ရှိပြီးလက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ရယူပြီးမိုးကုတ်ဖဲအဖြစ်ထိုးပေါက်လှူဟန်ရှိနေပါတယ်။စင်အားနဲ့ခရရိတ်ခါဖြစ်တဲ့မှုတွေကိုရေချောင်းကနေလုံနိုင်ဖို့စီမံနေတယ်လို့ခံမှန်းရပါတယ်။မရရတစ်ဖက်ချမ်းမင်းကုန်းဘက်မှာလည်း ရေပြင်းရှိတွေ့မှုရှိမရှိအတိပြုလို့မရသေးပေမဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့အတူလေကြောင်းတိုက်ခိုက်မှုတွေရှိနေပါလေစမ်းမြောက်ရေးကိုတစ်ချက်ကြည့်ရရင်လာရှိုးမှာစစ်ကောင်စီဟာတရုတ်ဖီအားနဲ့ဟန်ပြဝင်ရောက်လာတာဖြစ်ပေမဲ့ရှော့တွက်လို့မရသေးကြပါဘူးကိုကံအဖွဲ့အပြစ်ဆိုင်ထားတာကင်နီလာအေးကိုပေါ်စီရေးတက်ရောက်မှုအများကြီးရှိလာပါလေနောင်ချိုကိုစစ်ကောင်စီဟာစီရေးနည်းနဲ့ပြန်ပြီးရယူဖို့အရှင်းမြောက်တိုင်းစစ်သားနာကြောင့်တိုင်းမှုကိုဖီအားပေးနေသလိုမိုးကုတ်ကိုပြန်လည်ရရှိရေးအတွက် အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုနေ့စဉ်စည်စီမံချက်တောင်းခံနေတယ်လို့သိရပါတယ်။ထို့ပေမဲ့မန္တလေးမရရာစင်ကူတပိတ်ချင်းလမ်းကြောင်းကိုစစ်ကောင်စီအပြေအဝထိန်းချုပ်မထားနိုင်ဘူးဖြစ်ပါ။ဒါကြောင့်အပြာကြောင်းလို့ခေါ်တဲ့ရေထဲကနေတပိတ်ချင်းအမှတ်73တပ်မတော်တပ်မြင့်နေကျင်းအကြောင်းကိုတိုက်စစ်ရဲ့စီရနေရာတတ်မှတ်ပြီးဘိုးကုတ်ဘက်ကိုတိုက်စစ်ဆင်လာနိုင်စရာတနည်းသာရှိပါတယ်။မွေတိုင်းမင်းဘူးခရိုင်ဗရန်ခွင်တွေကိုရေနံမဖြတ်ပြီးအလုံးမိတ်မော်တော်ယာဉ်၃စီးအာလူအပြည့်နဲ့ဝင်လာတာရှိပါတယ်။ နိုင်ငံဘက်မှာလည်းလက်နဲ့ငယ်သားတွေကြားနေရပါသေးတယ်။ဂျမန်နေကံမဂျင်းနာသာဂျေစကန်ဖြစ်စဉ်အတွက်စစ်နယ်မြေမှုဖြစ်တဲ့အမတ်စနစ်ကာဝေးပစ္စည်းဆိုင်ရာဆိုင်ရာမှုဘုံမှုကြီးနိုင်အောင်ခေါင်းချိန်နေတယ်လို့သိရပါတယ်။တရက်ခရိုင်ရှင်မောင်ဝဲမြို့နယ်ဘရောက်ကန်ခြေဆိုင်အမတ်ဆက်သုံးကာဝေးပစ္စည်းဆက်ရုံကိုတရားဖွင်မမလေးနဲ့ယနေ့မနေ့မှာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုစီးရင်တွေကိုတော့တက်ဆိုင်ရာအဖွဲ့တွေကမကြမီးထုတ်ပြန်လာတာကိုစောင့်မျှော်ကြရပါမယ်။ အဆိုပါဆက်ယုံရဲ့အဓိကဝင်လန်းဟာမလွန်တကားကနေတော့ရတာဖြစ်ပြီးမလွန်အခြေဆိုင်အမှတ်နှစ်ကာဝေးပစ္စည်းဆက်ယုံနဲ့အာဆီယံဆက်ပစ်ကွင်းသာခြားတာဖြစ်ပြီးဆက်ယုံရင်းဆက်လန်းလည်းဖောက်လုပ်ထားပါတယ်အဆိုပါဆက်ယုံဟာဘုံးကြီးတွေအတွက်အခြေခံကြတဲ့ primer detonator စသီးရာတွေထောက်လုပ်တာဖြစ်ပါတယ်၎င်းဆက်ယုံဟာစစ်တီတွေဟာဖောက်ခွဲပစ္စည်းတွေထမ်းရရင်ကိုအပူဝင်ဝင်ရပါတယ်ဒါလို့လဲဆိုတော့အဲ့ဒီဆက်ယုံဟာစစ်ဖက်သုံးနေမှာကအရက်ဖက်သုံးဖားကန်ကဲတို့မိုင်းတွင်းတွေမှာအတုံးပြူတာကိုလည်း ထုတ်လုပ်ပေးရတာဖြစ်ပါတယ်။ရခင်တော်ကဆိုရင်ဖားကံမှာကပ္ပသတုံးကဘဝီဦးစီးတဲ့တဆုတဆုအလဲကြသွားထိုင်ရလေးရှိပါတယ်။တဖို့ fire wine လို့ခေါ်တဲ့မီးထိုးစီခွဲတယ်အများဆုံးရတာမို့အဲ့ဒီဆက်ရုံမှုဆိုရင်ဒူဘိုင်းချော်ဘွားလို့နောက်ပြောင်ခေါ်လေးရှိပြီးလက်ရှိဆက်ရုံမှုကတော့ဘုံမူးကြီးထုံထုံအေးဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးပြင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်